ယူနိုက်တက်အသင်းနီးပြအာမိုရင်ကပရီးမီးယားလိပြိုင်ဘက်စပါတင်နဲ့ရှင်ပြိုင်ရမယ့်ယူရိုပါလိဘောလုံးပွဲမှာအသင်းအနိုင်ရရှိဖို့လိုအပ်တယ်လို့ပြောခဲ့ပါတယ်။အာမိုရင်ကစူပလာကိုရယူနိုင်မှုဟာခက်ခဲတဲ့ရာသီမှာကျွန်တော်တို့ကိုအားပေးပံ့ပိုးမှုတွေပြုလုပ်ခဲ့တဲ့ပရိသတ်တွေအတွက်ကျွန်တော်တို့လုပ်နိုင်တဲ့အနည်းဆုံးအရာပါ။ဘောလုံးပွဲကြောင့်ကျွန်တော်စိတ်ဖိစီးမှုဖြစ်နေပါပြီ။ဘောလုံးပွဲမှာအနိုင်ရအောင်မလုပ်နိုင်ခရင်ဘောလုံးပွဲရအောင်လှုပ်ထားတဲ့အရာတွေကဘာမှမဟုတ်တော့ပါဘူးအဲဒါကြောင့်ကျွန်တော်တို့အနိုင်ရရှိအောင်လှုပ်ဆောင်ဖို့လိုအပ်တယ်လို့အနိုင်ရဖို့လည်းကြိုးစားသွားမှာပါလို့ပြောခဲ့တာပါ United အသင်းအား Europa League Semi-final ဒုတိယအကြိမ်မှာ Bilbao အသင်းကို၄ဂိုးတကူးနဲ့ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ီပွဲရဲ့ပထမပိုင်းမှာ United အသင်းဟာ Bilbao အသင်းကိုတကူးခိုးမရှိနဲ့အရင်နိုင်ခဲ့ပေမယ့်ဒုတိယပိုင်းမှာ Mason Mount က2ဂိုး Casemiro နဲ့ Hojlund တို့ကတကူးစီတွင်ယူခဲ့တာကြောင့်အနိုင်ရလတ်ပြသခဲ့တာပါ United အသင်းရပထမအကြော့ကလည်း Bilbao အသင်းကို3ဂိုးခိုးမရှိနဲ့အနိုင်ရထားတဲ့အတွက်နှစ်ကြော်ပေါင်းရလတ်9ဂိုးတကူးနဲ့အနိုင်ရပြီး Europa League ဘောလုံးပွဲကိုတက်နိုင်ခဲ့တာဖြစ်ပါတယ်။ Europa League ပြိုင်ပွဲမှာပိုဆွဲမဲ့အသင်းဟာလာမယ့်ရာသီ Champions League ဝင်ဝင်ရမှာဖြစ်လို့ United နဲ့ Spurs နဲ့ကတသင်းဟာ Champions League ရှင်ပိုင်ခွင့်ရရှိမှာပါ။နှစ်သင်းစလုံးဟာတရားသည့် Premier League ပြိုင်ပွဲမှာရလဒ်တွေဆိုးရွားနေပြီး United အသင်းကအဆင့်15 Spurs အသင်းကအဆင့်16နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ United အသင်းအားတရားသီးမှာစပါးတင်နဲ့တွဲဆုံထားတဲ့၃ပွဲစလုံးအရင်နိုင်ထားတာပါ။စပါးနဲ့ United အသင်းတို့ရဲ့ Europa League ဘောလုံးပွဲကိုမေလ၂၁ရက်ဘီလ်ဘာအိုအသင်းအိမ်ဝင်းမှာကျင်းပသွားမှာဖြစ်ပါတယ်။